အာရခတ်တတော် AA နဲ့ဆက်တွေ့ဆက်ဆံနေတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့နောက်ထပ်ဆက်ဆံမှုတွေဆက်မလုပ်ဖို့စစ်ကောင်စီကောင်းဆောင်ရဲ့ကန့်ကွက်မှုကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကပယ်ချလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရအနေနဲ့အမျိုးသားအကျိုးစီးပွားဝေကာဝေမြင့်တင်နိုင်ဖို့အတွက်လိုအပ်တဲ့ဘလို့အဖွဲ့အစည်းမျိုးနဲ့မဆိုဆက်တွေ့ဆောင်ရွက်တောင်းမှဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရမန်ကစစ်ကောင်စီတောင်းဆိုချက်ပေါ်ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာတိုင်းရင်းသားကိုထွက်ပြေးပြီးတဲ့နောက် ဒေါက်တာယူနစ်ဦးဆောင်တဲ့ဘင်္ဂလားဒေ့ရှ်ဂျပန်အစိုးရကို2024ခုနှစ်ဩဂလ10ရက်မှာဖွဲ့စည်းခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ဂျပန်အစိုးရဟာနေဆက်ဒေတာတွေမှာအာရကတ်တော်အေအေနဲ့ထိထိဆက်ဆက်မှုတွေပြုလုပ်နေတဲ့ဆိုတဲ့သတင်းဟာပြီးခဲ့တဲ့ဧပြီလမှာပေါ်ကြားခဲ့ပြီးတဲ့နောက်စစ်ကောင်းဆောင်ကိုတန်ကာကကန့်ကွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နေဆက်တလျှောက်တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ရဲ့အခုလိုပြောဆိုမှုဟာဘင်္ဂလားဒေ့ရှ်အစိုးရရဲ့လွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာယက်တိချက်ကိုဖော်ပြရလဲရောက်ပါတယ်။နေတဲ့ဖြစ်ကြော်ပြဿနာတွေနဲ့ရိုဟင်ဂျာဒုက္ခတွေတွေကိုနေရပြန်ပေါ်နိုင်ရဲ့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့စစ်ကောင်စီနဲ့ရောအာရကတပ်တော်နဲ့ပါထိတိဆက်ဆက်နေရတယ်လို့နေဆက်ပြဿနာတွေအတွက်နေပြည်တော်ထိချုပ်ထားတဲ့လူတွေပါဆက်ဆက်ရမှာဖြစ်တယ်လို့လည်းပြောပါတယ်။စစ်ကောင်စီဟာ နေဆက်တဲ့လျှောက်တင်းကြီးအောင်ပြန်ပြီးဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်တော့စစ်ကောင်စီနဲ့ဆက်တွယ်ဆောင်ရွက်ဖို့အတိရှိနေတယ်လို့ခါလီလာကပြောဆိုခဲ့ပါတယ်ခင်ဗျာ။